မင်္ဂလာမနက်ခင်းပါရှင်အော်တိုဘန်လ25ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးတာရထုံးလေးတင်ဆက်ပေးပါရမယ်ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ရန်ကုန်နဲ့မန္တလေးတို့မှာအွန်လိုင်းလောင်ကစားလုပ်ငန်းလုပ်ကိုင်သူအမျိုးသား18ဦးနဲ့အမျိုးသမီး10ဦးတို့ကိုဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းပဲပြားပဲသွေးမုတ်ဖန်ဆားတဲ့အစားအသောက်တွေမှာ ဖော်မလင်ထည့်သွင်းမှာကအရေးယူမယ်လို့ FDA ထုတ်ပြန်တဲ့သတင်းမြောက်ကိုရီးယားကယူကရိန်းစစ်ပွဲအတွင်းတည်ဆုံသွားတဲ့မြောက်ကိုရီးယားစစ်သားတွေအတွက်အထိမ့်မှန်အဆောက်အအုံတိစောက်တဲ့တဲ့ ်တရီလင်ကမှာနိုင်ငံရေးသမားတအူ၎င်းရဲ့ရုံးငန်းအတွင်ပြစ်သက်ခံရတဲ့တဲ့နဲ့ပရီးမီးယားလိရဲ့စောင်းရသည်ဘောလုံးအသစ်ကိုစပါးနဲ့မန်ယူပွဲမှာစတင်အသုံးပြုသွားမယ်ဆိုတဲ့တဲ့နဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးတော့မှာပါ။ဦးဆောင်တဲ့တဲ့ပုံနေနဲ့ရန်ကုန်နဲ့မန္တလေးတို့မှာအွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကင်သူအမျိုးသား18ဦးနဲ့အမျိုးသမီး10ဦးကိုဖမ်းဆီးခဲ့တဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့အတွင်း အွန်လိုင်းလုံခြုံလုပ်ငန်းလုပ်ကိုင်သူအမျိုးသား18ဦးနဲ့အမျိုးသမီး10ဦးတို့ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်အောက်တိုဘာ14ရက်မှာရန်ကုန်တိုင်းဒေသကြီးမင်္ဂလာရုံမြို့နယ်ပလင်းရက်ကွက်အမှတ်138မှာရှိတဲ့ Secret Villa Private Resort Ibis 789 online ပေါ်လုံလောင်းကစား website လုပ်ငန်းလုပ်ကိုင်နေသူတွေရောက်ရှိနေကြောင်းသတင်းအရဝန်ရောက်ရှာဖွေခဲ့ရာ Super Senior Agent ဖြစ်သူရှင်မင်းလိုင်နဲ့ Maria Cormili စီနီယာအေဂျင့်ဖြစ်သူဝင်းပပအောင်တို့အပါဝင်14ဦးနဲ့လက်ကင်ဖုန်း23လုံးမော်တော်ယာဉ်30တို့ကို၎င်းအော်တိုဝါ15ရက်မှာရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်ကြောက်ကုန်းရက်ကွက်ရေတနာလန်းအမှတ်69မှာရှိတဲ့တလော့စားတောက်ဆိုင်အနီးမှာစူပါစီနီယာအေဂျင့်ဖြစ်သူဖြိုးမင်းသူခေါ်ရောင်းနေအပါဝင်3နဲ့အတူလက်ကင်ဖုန်း9လုံးမော်တော်ယာဉ်30တို့ကို၎င်းဖော်ထုတ်ဖန်ဆီးရမိခဲ့တယ်လို့သိရပါတယ်။ဖန်ဆီးရမိသူတွေရဲ့ထွက်ဆိုချက်အရအော်တိုဝါ16ရက်မှာ မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်မြို့ရက်ွက်ကြီးဆက်တဲ့ခေမာလန်အမှတ်686မှာရှိတဲ့နေအိမ်မှာ iBus 789 online လောင်းကစားလုပ်ငန်းလုပ်ကိုင်မှုစီယုံတင်သွင်းခဲ့တဲ့ Super Senior Agent ဖြစ်သူစင်မင်းအောင်ကစင်ကြီးအပါဝင်၃နဲ့အတူလက်ကိုင်ဖုန်း၇လုံး laptop ၃လုံးမော်တော်ယာဉ်တစ်စီးတို့ကို၎င်းမန္တလေးတိုင်းဒေသကြီးမဟာအောင်မြင်မြို့နယ်ရဲမော်တောင်ရက်ွက်လမ်း၄စဉ်53လမ်းနဲ့54လမ်းကြားမှာရှိတဲ့ Focus Hotel မှာ Super Senior Agent ဖြစ်သူပြည်ဖြူအောင်ခေါ်မင်းထက် အေဂျင့်ဖြစ်သူမင်းမြတ်နိုးတို့နဲ့အတူလက်ကင်ဖုန်း၅လုံး၊လက်တော့၁လုံး၊မော်တော်ယာဉ်တစ်စီးတို့ကို၎င်း။အော်တိုဘား20ရက်မှာရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့တဲ့အရှေ့ပိုင်းမြို့နယ်စနေရက်ကွက်11 mini mark ရှိမှာခေမောင်ဖြိုးခေါ်ဇွန်ဝင်းအပါဝင်း၅ဦးနဲ့အတူလက်ကင်ဖုန်း၉လုံး၊တက်ဘလက်၂လုံးတို့ကို၎င်းထမှန်ဖော်ထုတ်ဖန်ဆင်းရမိခဲ့တယ်လို့သိရပါတယ်။စစ်ဆေးဖော်ထုတ်ချက်တွေအရ၎င်းတို့ဟာ iBet 789 online ဘောလုံးလောင်းကစား website 555 miss ဘောလုံးလောင်းကစား website မောင်557ဘောလုံးလောင်းကစား website ဘန်မန်688ဆလော့လောင်းကစား website ရှမ်း234ဖေးလောင်းကစား website နဲ့ဒူးတီ3ဒီလောင်းကစား website စတဲ့လောင်းကစားလုပ်ငန်းတွေမှာကော်မရှင်စားအေဂျင့်တွေအဖြစ်လုံလောက်ကန်ခွင့်ရရှိဖို့ရှောက်ထားရကြောင်းအေဂျင့်အဖြစ်လုံကန်ခွင့်ရရှိပါက user တွေရရှိဖို့အတွက်၎င်းတို့ရဲ့သက်ဆိုင်ရာလောင်းကစား website တွေရဲ့ Facebook group နဲ့ Telegram group တွေမှာ Viber ဖုန်းနံပါတ်တွေပါရှိတဲ့သက်ဆိုင်ရာလောင်းကစားကြော်ညာပုံတွေကိုကြော်ညာပေးရကြောင်း အဲ့နောက် user တွေက Viber ကိုဆက်သွယ်လာတဲ့အချိန်မှာအေဂျင့်တွေကလောင်စာ website တွေမှာဝင်ရောက်စော်ကစားနိုင်မှုအကောက်ဖွင့်လှစ်ပေးကြောင်းအေဂျင့်လောက်ကိုင်းနေစဉ် user တွေပုံမရှောက်ဖွင့်နေမှာက senior agent အဖြစ်ပြောင်းလဲလောက်ကိုင်းနိုင်ကြောင်း senior agent လောက်ကိုင်းနေစဉ် commission ဆိုင် agent တွေနဲ့ user တွေပုံမရှောက်ဖွင့်နိုင်မှာက super senior agent အဖြစ်ပြောင်းလဲလောက်ကိုင်းနိုင်ကြောင်းသိရပါတယ်။ဖန်ဆီးရမိသူတွေရဲ့ထွက်ဆိုချက်တွေအရ super senior agent တွေဖြစ်သူစင်မင်းအောင်ခေါ်စင်ကြီးဖြိုးမင်းသူခေါ်ရောင်နေ ပြေဖြိုးအောင်ခေါ်မင်းထက်ရင်မင်းလိုက်မာရီယာနဲ့ခင်မောင်ဖြိုးခေါ်ဇော်ဝင်းတို့၆ဦးကချိတ်ဆက်ထားတဲ့လောင်ကစား website မှာရှိတဲ့ distributor agent တွေထံကနေလောင်ကစားမှုပြုလုပ်နိုင်တဲ့ unit တွေကိုဝယ်ယူပြီး senior agent တွေဖြစ်သူဝင်းပပအောင်နဲ့တပ်ဖြိုးနိုင်တို့နှုတ်အပ်ပါဝင် senior agent တွေကိုညှိနှိုင်းစည်းနှုန်းနဲ့ပြန်လည်ရောင်းချကြောင်းအဲ့နောက် senior agent တွေကနေ master agent တွေ agent တွေဖြစ်သူသူရောက်အောင်တိန့်ထိုက်အေးမင်းမြတ်တို့အောင်မင်းခန့်တိန့်ထိုက်စံကောင်းမြတ်သူထထနိုင် ချမ်းမှုမို့ဖြောယတနာတူးဝင်နဲ့တင်စာငိမ်းတို့ဇေဝပောင်းဝင်အေဂျင့်တွေနဲ့လောင်းကစားမှုပြုလုပ်တဲ့ user တွေထံကိုအစင်းစင်ငွေကြေးအမျက်ယူပြီးပြန်လည်ရောင်းချတယ်လို့သိရပါတယ်။ဝေလွဲငွေထုတ်ပြုလုပ်တာတွေကိုမိုးဟိန်ထွန်စော်ထိုက်အောင်ဟိန်းစော်အိုးစုပုံချင်းနဲ့မေသစင်ထွန်အေဂျင့်အောင်လျံဖုံးပိုင်ဟိန်းတီဟာခေါ်ဂျူကာနဲ့အောင်ချမ်းမင်းတို့ကိုအပောင်းဝင်ဝေလွဲငွေထုတ်ပြုလုပ်သူတွေက KBZ Special Account KBZ Bank Account AR Bank Account ရုံးမ Bank Account CB ဘဏ်အကောင့် UAB ဘဏ်အကောင့် A ဘဏ်အကောင့် ARB အကောင့် KB အကောင့်နဲ့ဝေဘေးအကောင့်တွေအသုံးပြုပြီးဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။အထက်ပါဖြစ်စဉ်မှာ online လုံကစားလုပ်ငန်းလုပ်ကင်သူအမျိုးသား18ဦးအမျိုးသမီး10ဦးစုစုပေါင်း28ဦးကိုဖမ်းဆီးရမိခဲ့ပြီး၎င်းတို့နဲ့အတူလက်ကင်ဖုန်း49လုံး laptop နှလုံး tablet နှလုံးမော်တော်ယာဉ်ရှစ်စီးတို့ကိုသိမ်းဆည်းရမိခဲ့တဲ့အတွက်ထိရောက်စွာအမှုဖွင့်လက်အေးအေးယူနိုင်ရေးဆောင်ရွက်နေရလို့သိရပါဗျ။ပဲများပဲသွေးမုတ်ဖက်စားတဲ့အစားအသောက်တွေမှာ ဖော်မလင်ထည့်သွင်းမှာကအရေးယူမယ်လို့ FDA ထုတ်ပြန်ခဲ့တဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမှာပါ။ပဲပြံပဲသွေးမုတ်ဖက်အစားရှိတဲ့အစားအသောက်တွေမှာဖော်မလင်ထည့်သွင်းမှာကအရေးယူမယ်လို့အစားအသောက်နဲ့ဇေဝကုကင်ရေးဌာန FDA ကထုတ်ပြန်ထားပါတယ်။ဈေးကွက်တွင်ရောင်းချနေတဲ့ပဲပြားပဲသွေးမုတ်ဖက်စားတဲ့အစားအသောက်တွေမှာကျန်းမာရေးကိုထိခိုက်စေတဲ့တားမြစ်ဓာတ်ရုပ်ပစ္စည်းဖော်မလင်ကိုထည့်သွင်းသုံးစွဲခွင့်မပြုကြောင်း ဖော်မလင်ထည့်သွင်းအသုံးပြုထားတဲ့အစားအသောက်တွေကိုစားသုံးမိပါကလက်တလုံးမှာခေါင်းမူးကောင်းကြိုက်တာအော့အန်နာဘိုက်နာတာအသက်ရှူရခက်ခဲတာတွေဖြစ်ပေါ်စေနိုင်ပြီးရေရှည်စားသုံးမိပါကအစာအိမ်အနာဖြစ်တာအသည်းကြောက်ကတ်တွေပြက်စေးတာကင်ဆာယောဂါတွေဖြစ်ပေါ်စေနိုင်တာတွေအပြင်ကိုဝင်ဆောင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေမှာဖော်မလင်အစိမ့်သိမ့်မှုပုံမဖြစ်ပေါ်နိုင်ပြီးစားသုံးမိပါကဒေသဖွံ့ဖြိုးမှုထိခိုက်တာနဲ့ကလေးငယ်ကြီးထောက်မှုပြဿနာတွေဖြစ်ပေါ်စေနိုင်တဲ့အတွက်စားသုံးခြင်းမပြုဖို့အသိပေးရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ FDA ကထုတ်ပြန်ပါတယ်အစားအသောက်ထုတ်လုပ်ဖြံပြူရောင်းချသူတွေအနေနဲ့အစားအသောက်မှာတားမြစ်ဓာတ်ရုပ်ပစ္စည်းဖော်မလင်ကိုလုံးဝလုံးဝထည့်သွင်းသုံးစွဲခြင်းမပြုဘဲနဲ့လိုင်းနာဆောင်ရွက်ခြင်းမရှိပါကအမျိုးသားအစားအသောက်ဥပဒေပုံမှန်28ကာဂျီအရအရေးယူမှာဖြစ်ကြောင်း FDA ကထုတ်ပြန်ပါတယ်။တားမြစ်ဓာတ်ရုပ်ပစ္စည်းဖြစ်တဲ့ဖော်မလင်ကိုတည်ဆုံးပြီးသောသူတွေပိုးပွားမှုမရှိစေဖို့အစိမ့်နဲ့နေရာမှာ၎င်းပိုးသက်ရာမှာ၎င်းကုန်လောက်ရုံတွေကိုတန်ရှင်းမှုပြုလုပ်ရာမှာ၎င်း ပိုးမွားတွေနေနေရမှာလကောက်ပိုးချီစိုးစေးမှန်ဖောက်ခွေးပစ္စည်းတွေပြုတ်လောက်ရမှာလကောက်အလောင်းကုန်ပစ္စည်းတွေတားရှိခံအောင်ပြုတ်လောက်ရမှာလကောက်အသုံးပြုလျက်ရှိပြီးအစားအသောက်တွေကိုတားရှိခံစေဖို့အတွက်ဖော်မလင်ထည့်သွင်းမှုကိုကမ္ဘာနဲ့အဝမ်းစစ်ဆေးကြမှတ်လျက်ရှိရလို့သိရပါတယ်မြောက်ကိုရီးယားကယူကရိန်းစစ်ပွဲအတွင်းတည်ဆုံထားတဲ့မြောက်ကိုရီးယားစစ်သားတွေအတွက်အထိမ့်မှအဆောက်အုံတိစောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်ကနေကိုညီတိုက်ခိုက်ပေးခဲ့ပြီးသိဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေအတွက်အထိမ်းအမှတ်အဆောက်အုံတစ်ခုကိုစတင်တည်ဆောက်နေပြီဖြစ်တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCN နဲ့တရင်းအေဂျင်စီကအောက်တိုဘာ24ရက်ကဖော်ပြခဲ့ပါတယ်တိုက်ခိုက်ရေးစွမ်းရည်အထိမ်းမှတ်ပြရိုက်လို့နာမည်ပေးထားတဲ့ဒီအဆောက်အုံကိုပြုံရဲမြို့တော်မှာတည်ဆောက်သွားမှာဖြစ်ပြီးဒီအဆောက်အုံတည်ဆောက်မှုမှာအုံမြင့်ချအခမ်းအနားကို မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အွန်နဲ့မြောက်ကိုရီးယားနိုင်ငံဆိုင်ရာရုရှားတန်အမတ်တို့တက်ရောက်ခဲ့ပါတယ်။ဒီပြတိုက်ဟာစစ်မှန်တဲ့မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ထာဝရရှင်တန်နိုင်မှုကိုရည်စူးဖော်ပြတဲ့အထွတ်မြတ်ထားရနေရာတစ်ခုဖြစ်တယ်လို့ကင်ကပြောကြားခဲ့ပါတယ်။ရုရှားဘက်ကနေကိုညိတိုက်ခိုက်ပေးခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေအနက်600ခန့်သေဆုံးပြီးထောင်ချီထရာရခဲ့တယ်လို့တောင်ကိုရီးယားကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့သူရဲကောင်းတွေကစိုးရွားပြီးနာစီလိုလာတဲ့ကျူးကျော်သူတွေကိုနှိမ်နင်းခဲ့ပါတယ်လို့ကင်ကပြောကြားခဲ့ပါတယ်။ဒါ့ပြင်မြောက်ကိုရီးယားနဲ့ရုရှားရဲ့ဆက်ဆံရေးဟာ တမိုင်းဝင်အမြင့်ဆုံးနေရာအထိမြင့်တက်နေပြီဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားကရုရှားဘက်ကအမြင့်ရှိနေမှာပါ။ကျွန်တော်တို့ရဲ့ခင်မင်မှုနဲ့စီးလုံးညီညွတ်မှုဟာထာဝရတည်ရှိနေမှာပါလို့ကင်မကပြောကြားခဲ့ပါတယ်။အခုတည်ဆောက်မဲ့အထိမ်းအမတ်အဆောက်အအုံမှာဓာတ်ပုံတွေတပ်ပွဲကိုပုံဖော်ထားတဲ့အမှုပညာလက်ရာတွေအပါအဝင်ရုရှားအတွက်တိုက်ခိုက်ပေးခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေကိုရည်စိုးတဲ့ ပပူးရုပ်တွေပါဝင်လိမ့်မယ်လို့ဆိုပါတယ်။ဒီအဆောင်အုံတိဆောက်ရေးအတွက်အုံမြင့်ချအခမ်းအနားကိုမြောက်ကိုရီးယားနိုင်ငံဆိုင်ရာရုရှားတပ်အမတ်အလက်ဇန်းဒါမက်ဆီဂိုရာနဲ့ရုရှားတပ်ရုံးကအရာရှိတွေတက်ရောက်ခဲ့တယ်လို့ KCN ကဖော်ပြခဲ့ပါတယ်။ဒါပြင်ရုရှားမှာတည်ဆုံခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေရဲ့မိသားစုဝင်တွေနဲ့အတူမြောက်ကိုရီးယားအစိုးရနဲ့စစ်ဘက်အရာရှိတွေလည်းတက်ရောက်ခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာကင်ဟာအခမ်းအနားကိုတက်ရောက်လာတဲ့မြောက်ကိုရီးယားစစ်သားတွေကိုပွေဖက်ပြီးနှုတ်ဆက်နေပုံတွေကိုမြင်တွေ့ရပါတယ်။ တရီလင်ကမှာနိုင်ငံရေးသမားတအူ၎င်းရဲ့ရုံငန်းအတွင်ပြစ်သက်ခံခဲ့ရတယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။တရီလင်ကမှာအော်တိုဘာ22ရက်ကအတိုင်းခံနိုင်ငံရေးသမားတအူဟာ၎င်းရဲ့ရုံငန်းအတွင်ပြစ်သက်ခံခဲ့ရတယ်လို့ AFP သတင်းမှာဖော်ပြခဲ့ပါတယ်။အသက်38နှစ်အရွယ်လက်ဆန်သာဝီကရာမာဆက်ကရာဟာဝီလီကာမာမျိုးရဲ့ကောင်းစီဥက္ကဋ္ဌတအူဖြစ်ပြီးမဲဆန္ဒရှင်တွေနဲ့တွေ့ဆုံပြီးအစည်းအဝေးပြုလုပ်နေချိန်မှာတနက်သမားတအူကဝင်ရောက်ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒီပြစ်ခတ်မှုမှာတခြားသူတွေထင်ရမရခဲ့ပဲတနက်သမားဟာထွက်ပြေးလွမြောက်သွားခဲ့တယ်လို့တောင်ရင်ရှိသူတွေကပြောကြခဲ့ပါတယ်။ပြစ်ခတ်မှုကျွလွန်သူကိုချေအခန်းဖမ်းဆီးဖို့စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီးပြစ်ခတ်ရတဲ့အကြောင်းရင်းကိုမသိရသေးကြောင်းရဲတပ်ဖွဲ့ကဆိုပါတယ်။ဝေကရာမဆက်ကရာဟာဝေလီကောင်မမျိုးကိုထိန်းချုပ်နိုင်ရတဲ့အတွက်အာဏာရပါတီနဲ့အာဏာလွန်ဆွဲခဲ့တဲ့အတိုက်အခံ SJP ပါတီရဲ့ပါတီဝင်တအုပ်ဖြစ်ပါတယ်။အခုနှစ်အတွင်းသီရိလင်ကမှအကြမ်းဖက်မှုတွေမြင့်တက်ခဲ့ပြီးအများစုဟာမွေးရည်စေဝါခိုင်းနေ ရာဇဝဲခိုင်းတွေနဲ့ဆက်နွယ်မှုရှိခဲ့ပါတယ်အခုနှစ်အတွင်းပြစ်ခတ်တိုက်ခိုက်မှုပေါင်း100ကျော်ဖြစ်ပွားခဲ့ပြီးလူ90ထက်မနည်းသေဆုံးခဲ့ကြောင်းတရားဝင်မှတ်တမ်းတွေမှာဆိုပါတယ်ဖေဖော်ဝါရီလအတွင်းကလည်းရှင်းနေတဲ့ဝက်ဖြစ်ရုပ်ဖြက်ဝစ်ဆင်လာတဲ့တနက်သမားတအူဟာကိုလံပိုမြို့မှာရှိတဲ့တရားရုံးအတွင်းအမှုရင်ဆိုင်နေရတဲ့တနင်္လာရှိသူတအူကိုပြစ်ခတ်တပ်ဖြတ်မှုဖြစ်ပွားခဲ့သေးတာဖြစ်ပါတယ်နောက်ဆုံးသတင်းဒီပုံအနေနဲ့အားကစားသတင်းဒီပုံကိုတင်ဆက်ပေးပါမယ် ရီးမီးယားလိရဲ့အဆောင်ရသည်ဘောလုံးအသစ်ကိုစပါနက်မန်ယူပွဲမှာစပြီးတော့အသုံးပြုသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဆောင်ရသည်မှာအသုံးပြုဖို့စီမံထုတ်လုပ်ထားတဲ့ပရီးမီးယားလိပြိုင်ပွဲရဲ့ဘောလုံးအသစ်ကိုစပါနက်မန်ယူပွဲမှာစတင်ပြီးအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါဗျ။ အခုတစ်ပတ်အရှင်ပြိုင်ကစားမဲ့ပရီးမီးယားလိပွဲစဉ်၉နဲ့လာမယ့်တစ်ပတ်အရှင်ပြိုင်မဲ့ပွဲစဉ်၁၀ဆင်မှာတော့အရင်ဘောလုံးကိုပဲဆက်လက်အသုံးပြုသွားမှာဖြစ်ပြီးနိုဝင်ဘာ၈ရက်မှာအရှင်ပြိုင်ရမယ့်ပွဲစဉ်၁၇ရက်ပထမဆုံးပွဲဖြစ်တဲ့စပါးနဲ့မန်ယူပွဲမှာမှစောင်းရသည့်ဘောလုံးအသစ်ကိုစတင်အသုံးပြုသွားဖို့စီစဉ်ထားတာပါ။ဒီအသည်မှာပရီးမီးယားလိကအသုံးပြုနေတဲ့ဘောလုံးတွေကိုပိုမန်ကုမ္ပဏီကထုတ်လုပ်ပေးတာဖြစ်ပြီးစောင်းရသည်မှာအသုံးပြုမဲ့အဝါရောင်ဘောလုံးကို Under the Lights လို့နာမည်ပေးထားတယ်လို့သိရပါဗျ။ပရီးမီးယားလိဟာပြီးခဲ့တဲ့ဘောလုံးရာသီအထိ နိုင်ကီကထုတ်လုပ်တဲ့ဘောလုံးကိုအသုံးပြုခဲ့ပြီးဒီယာဒီမာမပိုးမနဲ့ပထမဆုံးအကြိမ်ပိုးပေါင်းခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိမှာပွဲတစ်ပွဲရှင်ပြိုင်ကစားပါကဘောလုံး15လုံးအသုံးပြုလျက်ရှိကြောင်းသိရပါတယ်။အော်တိုဝါ25ရက်နေ့မနက်ခင်းသတင်းတွေကိုတိုင်းရဲထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ညနေ၄နာရီမှလည်းညနေခင်းသတင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတို့ပဲတင်ရှိပါရရှင်။တာယာအေးစက်နဲ့ညရဲ့လေးဖြစ်ပါစေ။